ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့စက်တာစီချက်ခောက်ဆွဲလေးခလေးအတွက်မနက်စာလုပ်ပေးဖြစ်တာလေးပါစက်တာ300ဂရမ်သုံးထားပါတယ်ရှင်စက်တာကိုအရေကုန်လေးကိုအခုလိုမျိုးလေးဖယ်ထားလိုက်ပါမယ်ရှင် အသားတွေကိုသေချာရေဆေးပြီးကျင်းစက်သွန်ဖြူလေးနဲ့ပြုတ်ပါမယ်ရှင်စက်တာမုတ်လေးပါနည်းနည်းထဲပါမယ်25မိနစ်လောက်ပြုတ်လိုက်ပါမယ်ရှင်စောစောဖယ်ထားတဲ့စက်ရေကုန်လေးတွေကိုလည်းစီထွက်အောင်လို့လှော်ပေးလိုက်ပါမယ်ရှင် လောက်ရင်းနဲ့အခုလိုမျိုးလေးစီထွက်လာပါမယ်ရှင်။ကြက်ရည်ကုန်လေးတွေကိုဖယ်ထားလိုက်ပါမယ်။ပြီးရင်စီချက်ချက်ဖို့အတွက်စီလေးထပ်ထည့်ပါမယ်ရှင်။စက်တံပြူစဲမွာလောက်ကိုအခုလိုမျိုးလေးကြိတ်ထားပါမယ်ရှင်။ထားဝင်လဲရပါတယ်။စီချက်ကဒီအနေလေးဆိုရပါပြီရှင်။ ဆောဆောင်းကျန်တဲ့ကြက်ပြုတ်ရည်တဲ့ကိုပင်းကပြားရဲ့အကြီးရဲ့ကြက်သားမုံရဲ့ငရုတ်ကောင်းမုံလေးရဲ့ထည့်ပြီးတော့တည့်ပြီးထားလိုက်ပါမယ်ရှင်။စီချက်လေးတွေကိုကြက်ရည်ကုန်လေးတွေမှာရောထည့်လိုက်ပါမယ်။ခောက်ဆွဲပြုတ်ပါမယ်ရှင်။ စီချက်ထည့်ပါမယ်ရှင်စီချက်နှစုံလောက်ဘဲငပြားရဲ့အကြီးနှစုံလောက်ထည့်ပါမယ်ရှင်ဘဲငပြားရဲ့အနောက်လေးလည်းနည်းနည်းလေးပဲထည့်ပါမယ်ရှင်ချက်သားမှုန့်လေးထည့်ပါမယ်တကြားလေးလည်းနည်းနည်းထည့်ပါရစေငရုတ်ကောင်းမှုန့်လေးထည့်ပေးပါမယ်ပြီးရင်ချက်ပြုတ်ရည်လေးတစ်စုံလောက်ထည့်ပါမယ်ရှင်ပြန်စီချက်တပွဲစာလေးထည့်ပါမယ်ရှင်ခောက်ဆွဲတပွဲစာလေးထည့်ပါမယ် ချက်သားလေးထည့်ပါမယ်ရှင်ချက်သမိတ်လေးလည်းထည့်လိုက်ပါမယ်ရှင် ပြီးရင်သမောင်းသေးချာလေးနဲ့ပြီးလိုက်ပါမယ်မနက်စာအလွယ်တကူဖန်တီးပေးလို့ရတာလေးပါအဟာရလည်းပြည့်ဝတယ်ဒါဆိုရင်တော့ရပါပြီရှင် အချင်းတုတ်လေးနဲ့ပြီးရင်ကြက်ပြုတ်ရေဟင်းချုပ်လေးနဲ့ပါရှင်ကျေးဇူးပါရှင်